BMW Photo Cup ဆိုတဲ့ဓာတ်ပုံပြန်ခွဲဟာ BMW Asia နဲ့ Germany နိုင်ငံက Leica ကင်မရာတို့ပူးပေါင်းပြုလုပ်ကြတာဖြစ်ပါတယ်။မြန်မာပြည်တွင်းမှာရင် ပြီးသွားမှာမဟုတ်ဘဲနိုင်ငံတကာကိုပါတလန်းငွေရမယ်ဒီပြိုင်ပွဲဟာဘလူးကန့်တက်ချက်တွေရှိပြီးတော့ဘာစုတွေချင်းမြင်မှာပါလဲ။ပြိုင်ပွဲဝင်နေဟာသူတို့စီစဉ်ပေးတဲ့ Leica ကင်မရာကိုသာအသုံးပြုပြီးတော့ BMW ကားအယောင်ဆိုင်တွေနဲ့ ချွေကုံဖျားအနောက်ဘက်မှာအလှတဲ့ပုံရိုက်ပြီးရှင်ပြန်ရမှာပါ။အွန်လိုင်းဗိုတင်စနစ်နဲ့ရွေးချယ်မှာဖြစ်ပြီးမဲအများဆုံးရသူကမြန်မာနိုင်ငံကိုစားပြုဖြစ်နိုင်ငံတကာနဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်။ဒီကနေ့တော့ကျွန်တော်တို့လက်ရှိကစမအယောက်20ကျော်ရှိပါတယ်။သူတို့ပြိုင်နေပါတယ်။ဒီခုလက်ရှိ showroom မှာရဲ့နောက်ကျွန်တော်တို့ရွှေတကုံ outdoor အနေနဲ့ရွှေတကုံနောက်ဖက်မုတ်မှာကျွန်တော်တို့အာတပ်ပုံရိုက်ပါမယ်။ဒီနေ့တနေ့တာရိုက်လိုက်တဲ့တပ်ပုံများတော့ Leica camera နဲ့ပဲ အလုံးရိုက်မှာဖြစ်တယ်။ရိုက်ပြီးလို့ရှိရင်အဲ့တပ်ပုံလေးထဲကဟိုရိုက်ရိုက်တဲ့ပြိုင်ပွဲဝင်တဦးကတပ်ပုံတပ်ပုံကိုနှစ်သက်ဆုံးတပ်ပုံတပ်ပုံကိုရွေးချယ်လို့ရပါတယ်။အဲ့ဒီရွေးချယ်ထားတဲ့တပ်ပုံကိုဟိုပြိုင်ပွဲဝင်တဲ့လူရဲ့နာမည်နဲ့ကျွန်တော်တို့ BMW ရဲ့ Photo Cup Competition website မှာတင်ထားပါလိမ့်မယ်။တင်ထားပြီးတော့ကျွန်တော်တို့ခုနှစ်ရဲ့အတွင်းထဲမှာကျွန်တော်တို့ online voting လုပ်ခိုင်းပါလိမ့်မယ်အဲ့တော့လက်ရှိအဲတပ်ပုံတွေဝင်ကြည့်တဲ့ဟိုပြည်သက်တွေထဲအားလုံးသူတို့ကြိုက်နေတဲ့တပ်ပုံကိုသူတို့ vote လုပ်ပါလိမ့်မယ်အဲ့တော့ vote အများဆုံးရတဲ့လူကြီးကျွန်တော်တို့ national winner ဖြစ်ပါလိမ့်မယ်။အဲဒီ national winner တွေအမှကျွန်တော်တို့အာဖရိကမှာကျင်းပမယ် international uh final photo cup ကိုတွားရဝရှင်ပြိုင်ရမှာဖြစ်ပါတယ်။ BMW photo cup ပြိုင်ပွဲတွေဟာမြန်မာနိုင်ငံပါဝင် စင်ကာပူ, VNN, ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံဒီမှာလည်းပြည်လုံနေတာပါမြန်မာနိုင်ငံက National Winner ဆုရတဲ့သူတွေဟာနမ်ဘီယားနိုင်ငံမှာ9ည8ရက်ခီတွားရောက်ရှင်ပြန်ရမှာလည်းဖြစ်ပါတယ်နိုင်ငံတကာနဲ့ရှင်ပြန်မဲ့ BMW Photo Cup Final Round မှာအနိုင်ရတဲ့တပုံပညာရှင်ကိုစင်ဘူဒေါ်လာ1000တန်ဖိုးရှိတဲ့ Leica ကင်မရာချီးမြှင့်သွားမှာလည်းဖြစ်ပါတယ်